တော်သမီးတို့အားလုံးမင်္ဂလာပါနော်ဒီချက်ကတော့ဒုတိယရင်လူမှုရေးပါတာရက်ကိုတင် जा ပေးမယ်ဒီချက်နိုင်ဖြစ်ပါတယ်အခုစာတင်ချိန်မှာ အခန်း1ကျွန်တော်တို့စာတင်ခန်းဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတယ်တတမတစာတင်ခန်းအတွင်းရှိ ပစ္စည်းများအကြောင်းတင် जा ပေးမှာဖြစ်ပါတယ် ရုပ်ပုံလေးတွေကမောင်မောင်ဆိုတဲ့ចောင်းသားလေးကចောင်းကိုဘာတွေယူသွားလဲဆိုတာကိုကြည့်ကြရအောင်เนาะကလေးတို့လေးပုံလေးကိုကြည့်ပြီးတော့ channel နဲ့အတူလိုက်ပြောကြည့်ပေးเนาะကဲဟုတ်ပြီမောင်မောင်ဆိုတဲ့ចောင်းသားလေးကចောင်းကိုသွားတဲ့အခါမှာသူ့ဘာတွေကိုယူသွားလဲဆိုတာဒီ channel နဲ့အတူပြောကြရအောင်ကမာဘူးခဲတယ်ချွန်ဆက်ခဲပြက် ठी ွဲချင်းခမင်းကြိုက်ပြီးတော့လက်တုပ်ပေါ်ပါဟောနောက်တစ်ခုဟာကောဘာကလေးဖြစ်မလဲကွယ်ဟုတ်တယ်သူရဲ့လွယ်အိတ်ကလေးလေးတွေ့တယ်ပြီးတော့စာအုပ်ဟုတ်တာပေါ့ပြီးရောဟုတ်တယ်ဖတ်စာအုပ်ပြီးတော့ရောဟောပေရန်လေးတွေ့တယ်ပြီးတော့ရေဘူး သူကျောင်းကိုသွားတဲ့အခါမှာယူသွားရတဲ့ပစ္စည်းတွေနဲ့သားတို့သမီးတို့ကျောင်းသွားတဲ့အခါမှာယူသွားရတဲ့ပစ္စည်းတွေတူကြရဲ့လားကိုယ်။သားသမီးတို့လည်းမောင်မောင်လိုပဲဒီလိုပစ္စည်းလေးတွေကျောင်းကိုယူကြရဲဟုတ်။အခုတခါတီချင်နဲ့အတူတူမောင်မောင်ရဲ့စာသင်ခန်းကိုလေ့လာကြည့်ရအောင်။စာသင်ခန်းထဲမှာဘာတွေရှိလဲ။ပြီးတော့အဲ့အရာတွေကဘယ်နေရာမှာတွေ့ရလဲ။ မမောင်ရဲ့စာတင်ငန်းနဲ့သားတို့သမီးတို့ရဲ့စာတင်ငန်းဘာတွေမတူဘူးလေပြီးတော့ဘယ်လိုတွေမတူတာလဲစာတင်ငန်းရဲ့အရာတွေကဘာအတွက်သုံးတာလဲဘသူတွေသုံးတာလဲကဲဟုတ်ပြီဒီမိကုံးလေးတွေကိုဒီချိန်နဲ့တူတူလေ့လာကြည့်ရအောင်เนาะစာတင်ငန်းထဲမှာဘာတွေရှိလဲသားတို့သမီးတို့ရေကဲပြောကြည့်ပါဦးဟုတ်တယ်အလံတွေ့တယ်ပြီးတော့ကြောက်တဲ့မုံတွေ့တယ်ဟောပြီးတော့ဘာတွေတွေ့သေးလဲဟုတ်တယ်မြေပုံတွေတွေ့တယ်စာအုပ်တွေတွေ့တယ် ပြီးတော့ကျောင်းသားကျောင်းသူတွေထိုင်နေတယ်ဇာရီစပွဲထိုင်ကုန်နေလဲတွေ့ရတယ်ဟုတ်ပြီဒါသမီးတို့ရေအဲ့ဒါဆိုလို့ရှိရင်စာသင်ခန်းရဲ့အနောက်မှာဗာဒီတွေကိုတွေ့လဲကွယ်ဟုတ်တယ်တပြက်စင်းရေအမိုက်ပုံးရေဟောပြီးတော့ရုပ်ပုံလေးတွေကိုလည်းတွေ့ကြတယ်ဟောပြီးလို့ရှိရင်ရောဟုတ်တယ်ဒီအိုးတွေကိုလည်းတွေ့ကြတာပေါ့ဟုတ်ပြီ တာဝုသမီးတို့ရေဒီချိန်နဲ့အတူတူလေ့လာခဲ့တဲ့မောင်မောင်ရဲ့စာသင်ခန်းနဲ့တာဝုသမီးတို့ရဲ့စာသင်ခန်းကအနည်းငယ်တော့ကွဲလွဲနိုင်ပါတယ်။ဒူတဲ့ပစ္စည်းရှိသလိုမဒူတဲ့ပစ္စည်းလည်းရှိနိုင်တာပဲ။ကဲအခုစာသင်ချိန်လေးကိုဒီမှာအဆုံးသတ်မယ်နော်။နောက်စာသင်ချိန်မှာစာသင်ခန်းအတွင်းဆောင်ရွက်ရတဲ့အလုပ်တွေကိုလက်လက်လေ့လာကြမယ်နော်။ တောင်းသမီးတို့ရေဒီစာတင်ချိန်လေးမှာတော့သင်ကန်းစာတက်တက်တက်မှာနိစာတင်ကန်းအတွင်းရှိလုပ်ငန်းများဆိုတဲ့သင်ကန်းစာကိုလေ့လာကြည့်အောင်နော်ကဲတော့သမီးတို့ရေရုပ်ပုံလေးကိုကြည့်ပါအောင်ရုပ်ပုံလေးကចောင်းသားចောင်းသူလေးတွေကအတန်းထဲမှာဗားရီလုံးနေကြလဲဆိုတာဒီ channel နဲ့အတူတူပြောကြမယ်နော်ဟုတ်ပြီ ရုပ်ပုံလေးတစ်ခုမှာကြောင်းမတက်မီလို့ရေးထားတယ်။ဟုတ်တော့သမီးတို့ရေကြောင်းမတက်မီမှာကြောင်းသားကြောင်းသူတွေဘာတွေလုပ်နေကြလဲ။ဟုတ်တယ်တောက်ရေအိုးကိုရေဖြည့်တယ်။အတန်းကိုတန်ရှင်းရေးလုပ်နေတယ်။ပြီးတော့ဆီယမစပွဲကိုရှင်းပြနေတယ်။ဟုတ်ပြီးတော့တချို့ကြောင်းသားလေးတွေကထိုင်ကုန်ပေါ်မှာထိုင်ပြီးတော့စကားတွေပြောနေကြတယ်။ကဲတောက်သမီးတို့ရေကြောင်းတက်ချိန်မှာရော သူတို့ဘာတွေလုပ်နေကြသေးလဲ။ ဟုတ်တယ်ကြည်ပါအောင်ကြောင်းတက်ချိန်မှာတက်ဆိုင်ရအလုပ်ကိုလုပ်နေကြရဲဟောဇာကြည့်တဲ့သူကကြည့်ရဲပုံလေးတွေတွားကတ်နေတဲ့သူတွေကလည်းတွားကတ်နေတယ်တောက်သမီးတို့ရေကျောင်းစင်းချိန်မှာရောကျောင်းသားကျောင်းသူတွေဘာတွေလုပ်နေတယ်လို့ထင်လဲကွယ်ဟုတ်တာပေါ့ကြည်ပါအောင်ကျောင်းသားလေးတယောက်ဆိုလို့ရှိရင်ကျောင်းတင်မုန်းကိုတန်ရှင်းရေးလုပ်ပေးနေတယ်ဟုတ်တကားတွေပိတ်နေတယ် ကဲပြီးတော့ကျောင်းကျင်းဖို့အတွက်ပြင်ဆင်နေကြတဲ့ကျောင်းသားကျောင်းသူတွေကိုလည်းတအားသမီးတို့တွေ့မှာဖြစ်ပါတယ်။ဟုတ်ပြီ။ကျောင်းစာသင်ခန်းထဲမှာရှိတဲ့အလုပ်တွေကိုဘသူတွေကလုပ်ရတာလဲ။ဟုတ်တာပေါ့။အဲ့ဒီစာသင်ခန်းမှာစာသင်နေတဲ့ကျောင်းသားကျောင်းသူတွေအပြင်အဲ့ဒီစာသင်ခန်းမှာတာဝန်ကျတဲ့ဆရာဆရာမတွေလည်းလုပ်ကြရတာပဲ။ဟုတ်ပြီ။အသင်းလိုက်ဘလို့တာဝန်တွေယူကြလဲ။တန်ရှင်းရေးတာဝန်တွေယူကြတယ်။ပြီးတော့ ကျောင်းစင်းချိန်မှာပရင်ပေါင်ပိတ်ဖို့တွေတကားပိတ်ဖို့တွေအဲ့လိုတက်ဆိုင်ရာတာဝန်တွေကိုလည်းယူကြပါတယ်။မိမိအသင်းတာဝန်ကြတဲ့နေ့မှာမိမိတာဝန်ကြတဲ့အလုပ်ကိုကျေပွန်စွာလှုပ်ဆောင်ရမယ့်အပြင်မိမိအသင်းကဆောင်ရွက်ရမယ့်အလုပ်တွေကိုလည်းအသင်းဝင်များအားလုံးပူးပေါင်းဆောင်ရွက်ကြရမယ်နော်။ဒါဆိုဒီသင်ခန်းစာလေးကိုဒီမှာပဲရပ်နာပြီးဒီချိန်နဲ့နောက်စာသင်ချိန်မှာပြန်တွေ့ရအောင်တော့သမီးတို့ရေ။